ရုရှားနိုင်ငံကလက်တလောယူကရိန်းနဲ့တိုက်နေရတဲ့စစ်ပွဲအတွင်းမှာပဲသူတို့ရဲ့နျူကလ িয়ার လက်နက်တွေအကြောင်းလူသိရှင်ကြားပေါ်ပေါ်ထင်ထင်မကြာခဏထုတ်ပြောပြီးသူ့ရန်သူတော်တွေကိုတရီပေးချိန်ချောက်လျက်ရှိပါတယ်ဗျ။ဒါ့အပြင်နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုကြောင့်အမေရိကန်လိုကပတ်အင်အားကြီးနိုင်ငံဖြစ်လက်အတိမတ်ပြုခံထားရတာမလို့ရုရှားဟာဒီနှစ်တွေအတွင်းကပတ်နိုင်ငံကြီးဇက်ကုံပေါ်မှာပေါ်လွင်ထင်ရှားနေရတော့အမှန်ပါပဲဗျ။ ဒါအပြင်ပူတင်ရဲ့သတိပေးချက်တွေကသူ့ရန်သူတို့အမေရိကန်ဥဆောင်နေတဲ့ NATO တပ်ပေါင်းစုတိုင်းပြည်တွေနဲ့တခြားဒီမိုကရေစီနိုင်ငံတွေအပေါ်နျူကလ িয়ার နဲ့ပတ်သက်တဲ့အတိတ်ဆုံးဖြစ်ရပ်တွေကိုမြင်အောင်လာစေခဲ့ပါတယ်။ကမ္ဘာနိုင်ငံရေးနဲ့ပတ်သက်ပြီးတိမိခေါမရှိတဲ့မိတ်ဆွေတွေတိကြမှာပါ။လက်တလော NATO အဖွဲ့ဝင်နိုင်ငံတွေအပေါ်ရုရှားရဲ့ရန်စနှောက်ယှက်တာတွေရုရှားရဲ့ရန်စမှုကိုပြင်းပြင်းထန်ထန်တုံ့ပြန်နေတဲ့ NATO တပ်ဖွဲ့တွေကြားရှေ့ဆက်ပါရီဖြစ်လာမလဲဆိုတာဘယ်သူမှပြောနိုင်မှာမဟုတ်ပါဘူးဗျ။ ဟုတ်ကဲ့ပါဗျာဒီနေ့ခေါင်းစဉ်ကတော့အကယ်၍မြန်မာနေတိုးတက်ဖွဲ့တွေနဲ့ရုရှားအကြားနျူကလ িয়ার စစ်ပွဲဖြစ်ခဲ့မယ်ဆိုရင်ဆိုရပါပဲဗျာဒီခေါင်းစဉ်ဟာကျွန်တော်အတွေ့ကျွန်တော်အမြင်တွေနဲ့လောက်တာမဟုတ်ပဲ The Daily Digest တင်စာရဲ့စောင်းပါတစ်ခုကိုမြင်ញံပြီးလောက်ထားတာပဲဖြစ်ပါတယ်ဗျာဒါကြောင့်ဘာသာပြန်မှားတွေရှိရင်ခွင့်လွှတ်ဆဲခြင်းပါတယ် Princeton Tech တို့ရဲ့သိပ္ပံနဲ့ကဘာလုံးဆိုင်ရာအစီအစဉ်ပုတ်ဖွဲ့ဟာ ရုရှားနဲ့အမေရိကန်နေတိုးနိုင်ငံတွေကြားနျူကလ িয়ার စစ်ပွဲဖြစ်ပွားနိုင်ခြင်းနဲ့ပတ်သက်ပြီး2019ခုနှစ်မှာပုံဖော်လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်ဗျ။လေလာမှုစစ်တမ်းအရအကယ်၍၎င်းအုပ်စုနှစ်ခုကြားနျူကလ িয়ার ဆက်ပွဲဖြစ်ခဲ့မယ်ဆိုရင်သူတို့ချီတသက်မဟုတ်ပဲသူတို့နဲ့ပတ်သက်ဆက်ဆက်ရာအထူးသဖြင့်သူတို့ရဲ့ဆက်စကန်းတွေအခြေချတဲ့တိုင်းပြည်တွေအပြင်မဟာမိတ်တိုင်းပြည်တွေပါပါဝင်လာနိုင်တယ်လို့ဆိုထားပါဗျ ရုရှားဟာနျူကလ িয়ার ထိမ်ဖို့300ဝန်းကျင်နဲ့တာတိုပစ်ဒုံးကျည်တွေကိုအသုံးပြီးအရင်ဥဆုံးနေတိုစစ်ချေဆိုင်စခန်းတွေရှိတဲ့ဒေသတွေကိုတိုက်ခိုက်ပြီးကမ္ဘာစစ်ကြီးကိုစနိုင်ပါတယ်။တစ်ခါမှာတော့နေတိုကိုပြောက်ဘုံကျဲလေယာဉ်တွေဟာနျူကလ িয়ার လက်နက်180လောက်ကိုသုံးပြီးရုရှားရဲ့နျူကလ িয়ার ပစ်မှတ်တွေကိုတုံ့ပြန်ချိန်မုံနိုင်ပါတယ်ဗျ။ဒီတိုက်ပွဲဟာခမန်းကြီးအဖြစ်၃နိုင်ဝင်ချင်တာကြာမြင့်နိုင်ပြီးနျူကလ িয়ার စစ်ပွဲရဲ့အကျိုးဆက်အဖြစ်လူပေါင်း 2.6တန်းလောက်ပြီးဆုံးနိုင်တယ်လို့ Princeton ကဆိုထားပါတယ်။အဲဒီနောက်မှာဥရောပဟာပြည့်စည်သွားပါမယ်။ဒါပြေ American ပြည်မစီကနေနဲ့ nuclear လက်နက်တက်ဆင်ထားတဲ့ရင်းငုတ်သင်္ဘောရစီကနေ nuclear လက်နက်600လောက်ကိုသုံးပြီး NATO တပ်ပေါင်းစုဟာ Russia ရဲ့ nuclear ပစ်မှတ်တွေကိုထပ်မံပစ်ခတ်သွားမှာဖြစ်ပါရဲ့ဗျာ။ ီပစ်ကမှုကိုတုံ့ပြန်တဲ့အနေနဲ့ရုရှားဟာမီးရောက်စခန်းရေငုပ်သွင်းဖို့နဲ့မီးပုံမှာလွတ်လွတ်လပ်လပ်လှောက်ရှားနိုင်တဲ့ရင်တွေကိုသုံးပြီးဒုံးကျည်တွေနဲ့ပြန်လည်တုံ့ပြန်နိုင်ပါရဲ့ဒူရီအချိန်တိုက်ခိုက်မှုဟာ45မိနစ်လောက်သာကြာမြင့်နိုင်ပြီးလူပေါင်း3.4တန်းမှန်တိဆုံသွားမှာဖြစ်ပါရဲ့ဗျ။အပြင် Princeton Tech ကိုရဲ့အေးစိတ်ဖော်ပြချက်တစ်ခုမှာဒီလိုဆိုထားပါရဲ့။ နျူကလ িয়ার စစ်ပွဲတွေအတွင်း NATO နဲ့ရုရှားအုပ်စုတွေဟာတပတ်ရန်သူနလန်ထူမလာစီရေးကိုပဲကြိုးပမ်းနိုင်ပြီးအထူးသဖြင့်စီးပွားရေးအင်အားတောင်းတဲ့နေရာတွေလူ့ရေထုထက်တဲ့မျိုးကြီးတွေကိုလက်ဝဲယူတိုက်ခိုက်သွားမှာဖြစ်ပြီးမြို့တစ်မြို့ကိုဖျက်ဆီးဖို့ဆိုရင်နျူကလ িয়ার ထိပ်သူ၅လုံးက10လုံးလောက်အထိသာတုံ့ပြန်နိုင်တယ်လို့ကြေညာပါတယ်ဒီတိုက်ခိုက်မှုဖြစ်တဲ့45မိနစ်အတွင်းမှာပင်လူပေါင်း85ဒသမ3တန်းခန့်လောက်အသက်ပျောက်သွားနိုင်ပြီးလုံးဝကပတ်ကတ်ဆိုင်တဲ့အခြေအနေတောင်ရောက်သွားနိုင်ပါတယ်။ အပြင်နျူကလ িয়ার ဘုံးချဲခံရတဲ့ဒေသတွေမှာနျူကလ িয়ার ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေအနေနဲ့ရေဒီယိုသတိကြွဓာတ်တွေကြောင့်9နိုင်အတွင်းနောက်ထပ်လူပေါင်း63တရမ5တန်းခန့်ထပ်မံထိခိုက်နိုင်ပြီးအဲ့ဒီထဲမှာတေဆုံးသူပမာဏက43တရမတတန်းနဲ့ဒဏ်ရာရဦးရေ59တရမ4တန်းခန့်ရှိနိုင်တယ်လို့အဲ့ဒီ Princeton တက္ကသိုလ်ဒေသမှုမှတ်တမ်းမှာဆိုထားပါဗျ။နျူကလ িয়ার တိုက်ခိုက်မှုအပြည့်မျိုးကြီးတွေဟာဒီပုံထက်အတိုင်းပဲဖြစ်သွားမှာပါဗျ။ ဒါကဟီရိုရှိမာမြို့ဖြစ်ပြီး1945မှာအမေရိကန်ရဲ့နျူကလ িয়ার ဘုံးနဲ့တိုက်ခိုက်တာကိုခံခဲ့ရပါတယ်။ထစ်ဆင်အတွင်းလူပေါင်း၈သိန်းခန့်ချက်ချင်းတေဆုံးခဲ့ပြီးတော့9000ခန့်တန်ရာပြင်းထန်ရခဲ့ကြပါတယ်။ဒါ့အပြင်ရေဒီယိုသတိကြွဓာတ်တွေကြောင့်နောက်နှစ်ပေါင်းများစွာအထိတေဆုံးသူဦးရေဟာတိုးလာနေခဲ့ပြီးဒီအရာဂျပန်လူအဖွဲ့အစည်းကိုအမြဲတမ်းချိန်ချောက်နေခဲ့ပါတယ်ဗျ။ ဟုတ်ကဲ့ပါဗျာရုရှားနဲ့အမေရိကန်ပြည်ထောင်စုကြပြည်ပခဖြစ်ခဲ့ရင်မော်စကိုကအရင်ဆုံးနျူကလ িয়ার လက်နက်တွေနဲ့စာပြီးတိုက်ခိုက်နိုင်တယ်ဆိုတဲ့အယူဆကိုအခြေခံပြီးပရင်စတန်ရဲ့ဒီလေးလာမှုကဖြစ်လာတာလို့ပြောရပါမယ်။ဒါပေမဲ့ရုရှားမဟုတ်ပဲအမေရိကန်ကစားတိုက်တဲ့သူဖြစ်နေရင်လေစစ်ပွဲရဲ့ရလက်ကဘာမှသိပြီးကြီးကြီးမားမားပြောင်းလဲသွားမှာမဟုတ်ဘူးလို့သိရပါတယ်။ နျူကလ িয়ার စစ်ပွဲတာတကယ်ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကလက်ရှိအများဆုံးသာမရှိနိုင်တော့ရပြင်စစ်ပွဲကိုတားဆီးဖို့ဆိုတာလည်းလုံးဝမဖြစ်နိုင်ပါဘူးဗျ။ဒါပြေနေတိုးနဲ့ရုရှားကြာနျူကလ িয়ার ပြိပခသီအိုရီတွေထဲမှာ mutual actual destruction လို့ခေါ်တဲ့ principle လေးနာမည်ကြီးပါရဲ့ဗျ။သူရဲ့အခြေခံသဘောတရားကတော့အလုံးစုံသောပြတ်သုံးခြင်းသို့မဟုတ် loose loose situation လို့ဆိုပါရဲ့။ ဒီမူကနျူကလ িয়ার စစ်ပွဲမှာဘသူမှနိုင်နိုင်ခြင်းရှိမှာမဟုတ်တဲ့အတွက်ဘဲဖက်ကမှခလုတ်ကိုမနှိယကြဘူးဆိုတဲ့ theory ကိုခြေခံထားတာဖြစ်ပါတယ်။ဒါ့အပြင်စေအခေကာလကနေဒီကနေ့ဒီအမေရိကန်ပြည်ထောင်စုနဲ့ရုရှားကိုနျူစစ်ပွဲမဖြစ်ရအောင်တားဆီးပေးနေတဲ့ရှုတမြင်လို့ပြောလို့ရမယ်ထင်ပါတယ်ဗျ။ဒါ့အပြင်ဒီချိုးမြင်ဟာအရန်ကိုပါလွာလွန်းတာမလို့အချိန်မီထပ်ပြတ်သွားနိုင်တဲ့အခြေအနေမှာရှိနေရမလို့အန်ဒီရယ်လည်းကြီးလာပါတယ်။ နျူကလ িয়ার စစ်ပွဲမှာဘက်ဘက်ကမှအောင်လန်ထူနိုင်မှာမဟုတ်ပဲကဘာကြီးအတွက်အလုံးစုံပျက်စီးခြင်းကိုပဲဖြစ်စေတဲ့ဆိုရက်အယူအဆကိုနျူကလ িয়ার သိပ္ပံပညာရှင်ဂျွန်ဘွန်နူမန်ကစပြီးပြောခဲ့တာပါဗျဒီအယူအဆကိုဂျွန်ဘွန်နူမန်က1 + 1 = 0ဆိုတဲ့သင်္ချာပုံတွေနည်းနဲ့တွက်ပြခဲ့ပြီးဒီပုံတွေနည်းဟာကဘာလူလူကြားမှာအတော်လေးရေပန်းစားခဲ့ပါတယ်ရုပ်ရှင်ဝါရနာပါရဲသူရဲ့အနေနဲ့ဒေါက်တာစထရင်းလပ်ဆိုတဲ့ဇာတ်ကားကိုကြားဥကြမှာပါဗျ။ ဒီဇက်ကမှာအကဲရွက်များအမေရိကန်ပြည်ထောင်စုကသာနျူကလ িয়ার စစ်ပွဲကိုစခဲ့မယ်ဆိုရင်ဆိုဗီယက်ကလည်းနျူကလ িয়ার လက်နက်ကိုထိန်းချုပ်ထားတဲ့စူပါကွန်ပျူတာကြီးတွေရဲ့အလိုလျောက် ပြန်လည်ပစ်ခတ်နိုင်တဲ့စနစ်နဲ့တံပြန်တိုက်ခိုက်နိုင်တဲ့ဆိုတဲ့သဘောတရားကိုမိမောက်ထုတ်ပြနေတဲ့ဇက်ကားပါဗျ။ဒါပြင် National Public Radio ရဲ့2009ခုနှစ်ထုတ်စောင်းပါးမှာဒီအလိုလျောက်တုံ့ပြန်နိုင်တဲ့ဤပညာဟာအဲ့ဒီမှာလည်းတကယ်ရှိတယ်လို့ထောက်ပြခဲ့မှုပါတယ်။ ဟုတ်ကဲ့ပါဗျာစစ်ဆိုတာလူသားတွေအတွက်ပျက်စီးဆုံးရှုံးခြင်းကိုသာဖြစ်စေပြီးစစ်ကြောင့်ဖြစ်လာတဲ့ကပ္ပကဆိုးကြီးတွေကိုလည်းကျွန်တော်တို့လူ့သမိုင်းမှာအစဉ်ဆက်ခံစားခဲ့ကြပြီးဖြစ်ပါပြီ။မြင်သာဆုံးကတော့ပထမကပ္ပစစ်နဲ့ဒုတိယကပ္ပစစ်တို့ပဲဖြစ်ပါရဲ့ဗျ။နျူကလ িয়ার စစ်ပွဲဆိုရင်တော့အချိန်တွေရပိုလို့တော့ဆိုးရွားသွားနိုင်ပါတယ်။1945မှာဂျပန်မျိုးကြီးနှမျိုးပေါ်ကနျူကလ িয়ার တိုက်စိုးတွေဟာယနေ့ခေတ်လိုကမ္ဘာနိုင်ငံကြီးကမ္ဘာကမ္ဘာဖြစ်နေတဲ့ကာလမှာကျွန်တော်တို့နဲ့ကျွန်တော်တို့ရဲ့ music တွေကိုချိန်ရောက်နေစေပါပြီဗျ။ နျူကလ িয়ার စစ်ပွဲဟာကျွန်တော်တို့လက်ရှိလောကအတွက်တကယ်ကိုအိမ်မဆိုးကြီးပါပဲ။ဟုတ်ကဲ့ပါဒါရီကလိလာရေးစစ်တမ်းတစ်ခုသာဖြစ်နေသေးပြီးအတွေ့မှာဖြစ်မလာသေးတာမို့ကျွန်တော်တို့လက်ရှိချောင်းနေရလို့ပြောရင်မစ်စွေလိုငင်းကြမှာဖြစ်ပါဦးဗျ။ဒါရီတကယ်ဖြစ်မလာဖို့ကိုလည်းဆန္ဒပြ